အားလုံးပဲမင်္ဂလာပါရှင်မစ္စနာသတင်းဂျာနီရဲ့မရှလာ32ရက်နေ့ရေဒီယိုစီစဉ်ဝင်တက်ဆက်ပြရမှာဖြစ်ပါတယ်လဝချီရွာမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေရွာအတွင်းကချက်ခွာသွားပါပြီမလင်ပေးတဲ့ခန်းစားရတဲ့မြို့ရွာပြန်လည်ခြုံဆောင်ရေးလုပ်ငန်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးမယ်လို့ခင်ဦးကပြောပါတယ်ဘန်ကောက်မှာကျင်းပမယ့်ဘင်္ဂလားပင်လယ်ဝစီပေါ်ရေးနဲ့ မြေပညာဆိုင်ရာပတ်စုံပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းထိပ်သီးအစည်းအဝေးကိုအာနာတိန်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဖို့အရက်ဘက်အဖွဲ့အစည်း300ကျော်ကထိုင်အစိုးရကိုတောင်းဆိုလိုက်ပါတယ်။စားတဲ့သူတွေကိုတက်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမင်းကြီးဖြစ်ပါတယ်။ကဝါကျေးရွာမှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေရွာအတွင်းကထွက်ခွာသွားပါပြီ။ထရေးဆာကတင်ဆက်ပေးမှာပါ။ဟိုကောက်လီတို့လမ်းမပေါ်ကလဝါကျေးရွာအတွင်းဝင်ရောက်တပ်ဆွဲနေတဲ့ စစ်ကောင်စီပူပေါင်းတပ်တွေနဲ့ကချင်နုလိုက်ရဲတမရော် KIA PDF ပူပေါင်းတပ်တို့ဒီကနေ့မနက်9နာရီခွဲလောက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီပူပေါင်းတပ်တွေရွာအတွင်းကနေထွက်ခွာသွားပြီလို့သိရပါတယ်။ဒီကနေ့မနက်တိုက်ပွဲဖြစ်ပွားပြီးနောက်လက်ရှိတိုက်ပွဲအခြေအနေညင်တဲ့တွားပြီးဖြစ်ပေမဲ့စိုးရိမ်ရသေးတဲ့အခြေအနေတွေကြောင့်ထပ်ပြေးတင်းရှောင်နေတဲ့ဒေသခံပြည်သူတွေကတော့ရွာအတွင်းပြန်လာနေခြင်းမရှိသေးဘူးလို့လောဝဒေသခံပြည်သူတို့ကမြစ်နာတဲ့တဲ့အချိန်ကိုပြောပါတယ်။ ဒီကနေ့တိုက်ပွဲအတွင်းအသက်50ဝန်းကျင်အရွယ်ဒေသခံအမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထပ်မံသိရှိရပါတယ်။အထက်ပါစစ်ကောင်စီပူပေါင်းတပ်တွေဟာလောကချေရွာအတွင်းကစာတင်ကျောင်းမှာမတ်လ22ရက်နေ့ကနေတပ်ဆွဲနေထိုင်နေကြတာလည်းဖြစ်ပါတယ်။စာတင်ကြောင်းအတွင်းသက်ဆွေခဲ့တဲ့စစ်ကောင်စီတပ်သားရာကိုအတိအကျမသိရှိရပေမဲ့ခမန်းချေအင်အားတရာလောက်ရှိနိုင်တယ်လို့လည်းဒေတာခန့်တွေကပြောပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်ကောင်စီပူးပေါင်းတပ်သားတွေအထိခိုက်များတယ်လို့ကြားသိရပေမဲ့ မြစ်နာတဲ့တင်ကြနေရနေနဲ့တိချအတိဖြူနိုင်တာတော့မရှိသေးပါဘူး။အဲ့ဒါလိုစစ်ကောင်စီပူပေါင်းတပ်တွေရွာတွင်ဝေရောက်လာတဲ့နောက်အင်ဂျီ600လောက်ရှိတဲ့လောဝကျေးရွာကဒေသခံပြည်သူ90ရာခိုင်နှုန်းလောက်ဟာရွာတွင်ကနေနှိဆက်ရပေးလို့တဲ့နေရာတွေပဲထပ်ပြေးသင်းချောင်းနေကြရတာလေးဖြစ်ပါတယ်။ဒီလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09096 3333တနေ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ငလင်ပေးတာခန်းစားရတဲ့မြို့ရွာပြောင်းလဲထူထောင်ရေးလုပ်ငန်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးမယ်လို့ကန်ဟိုကပြောပါတယ်။ဆက်ဆိုင်ကဆက်လက်တင်ဆက်ပေးမှာပါ။မြင်းငရင်ဘေးခံစားရတဲ့မြို့ရွာပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို KIA နဲ့ကချင်လူထုတရလုံးကတာနိုင်တဲ့မြတ်ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ကချင်လူလတ်ရေးအဖွဲ့အစည်း KIO ဘဟုကော်မတီကမတ်လ30ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ် 2025ခုနှစ်မတ်လ28ရက်နေ့မွန်လွဲ7နာရီ57မိနစ်အချိန်ခန့်ကမန္တလေးမြို့ရဲ့အရှေ့မြောက်20ကီလိုမီတာခန့်အကွာမှာဗဟိုပြုလက် Richter scale ခုနှစ်တသမခုနှစ်အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့မြေငရင်လုခတ်ခဲ့ပြီးအင်အားပြင်းမြေငရင်တွေဆင်ကဲထမှန်လှုပ်ရှားသွားခဲ့ကြောင်းကြားသိရတဲ့အတွက်များစွာစိုးရင်တုံ့လောက်ရပြီးမြေငရင်ဘေးတန်ခံစားရတဲ့ဒေသတွေကပြည်သူတွေကြံ့ရည်သူမိသားစုဆွေမျိုးသားချင်းတွေအပေါ်တနင်္ဂနွေလုံးကမိဘပြည်သူတွေနဲ့ထပ်တူ အထူးဝန်းနေရတယ်လို့ဖော်ပြထားပါတယ်။ KIO တပ်ဖွဲ့ဝင်တွေအနေနဲ့မြင်ငရင်ဘေးတန်တင်းတဲ့ဒေတာတွေပဲတွားရောက်အကူအညီပေးဖို့အခက်အခဲရှိနေပေမဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုနေညာမပြတ်အားကျုံးမှန်သက်ဆောင်ရွက်နေကြတဲ့အသင်းအဖွဲ့တွေကို၎င်းပုဂ္ဂိုလ်တဦးချင်းစီကို၎င်းနိုင်ငံတကာကလာရောက်ကူညီတဲ့အဖွဲ့အစည်းတွေကိုလည်းအထူးလေးစားကျေးဇူးတင်ရှိကြောင်းနဲ့ ဂုံပြူကြောင်မှတ်တမ်းတင်ဖော်ပြလိုရလို့ထုတ်ပြန်ချက်မှာပါရှိပါတယ်အဲ့ဒီအင်အားအလွန်ပြင်းမြင်ငရင်ကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းအတွင်းကမြို့ရွာတွေမှာလူအသက်ပေါင်းများစွာသေဆုံးတာပျောက်ဆုံးတာထိခိုက်ဒဏ်ရာရတာလူနေအိမ်တွေအဆောက်အဦတွေပျို့ပြက်ပျက်စီးတာလမ်းတသားတွေပျို့ကျတာနဲ့လူနေမှုဘဝများစွာပျက်စီးဆုံးရှုံးတာဖြစ်ပေါ်နေတာကိုတွေ့ရှိရတဲ့အတွက် KIO နဲ့ကချင်လူထုတရလုံးကလည်းတဘာဝဘေးဒဏ်ကြုံတွေ့နေရတဲ့သူတွေနဲ့ထပ်တူကြေကွဲဝါနေရကြောင်းလဲဆိုထားပါဗျ။ဖန်ကောက်မှချင်ပါမယ်ဘင်္ဂလားပင်လယ်ဟိုစီပေါ်ရေးနေနေပညာဆိုင်ရာဘက်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းထိတ်တီအစည်းအဝေးကိုအာနာသိစက်ကောင်ဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဖို့အရက်ဘက်အဖွဲ့စီ၃ရာကျော်ကထိုင်းအစိုးရကိုတောင်းဆိုလိုက်ပါတယ် အဲ့ဒီတောင်ဆိုချောင်းထုတ်ပြန်ချက်ကိုလည်း Defend Myanmar Democracy အဖွဲ့ရဲ့ Facebook လူမှုကွေရဲ့စာမျက်နှာမှာဖော်ပြချပြီးစစ်အာဏာရှင်ကိုစန့်ကျင်တဲ့အဖွဲ့319ဖွဲ့ကတောင်ဆိုထားတာလည်းဖြစ်ပါရယ်။ထိုင်းအစိုးရနဲ့ Beam Step ကောင်ဆောင်တွင်အနေနဲ့စစ်ကောင်စီကောင်ဆောင်မျိုးရောင်းလိုင်းကို ထိတ်တိအစီအွေတယောက်ခွင့်မပြုဖို့နဲ့ beamstick အစီအွေတွေနဲ့ဆောင်ရွက်ချက်အားလုံးမှာလည်းစစ်ကောင်စီရဲ့စစ်တပ်ကိုယ်စားလှယ်တွေကိုပါဖိရှားပစ်ဖို့ကိုလည်းတောင်းဆိုဆာမှာဖော်ပြချပါရယ် beamstick အစီအွေကိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့်ဧပြီလနေ့ရက်နေ့ရက်နေ့အထိကျင်းပသွားမှာလည်းဖြစ်ပါရယ် စစ်ကောင်စီကအာဏာသိမ်းပြီးနောက်အခုချိန်အရတားပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တယ်လို့စစ်ရောင်စခန်းစေဘက်ဆိုင်ရာအဆောက်အအုံစာတင်ကြောင်းနဲ့ဖျားချောင်းနေရာတွေပါအပါအဝင်လေကြောင်းတိုက်ခိုက်မှုပေါင်း4630ကြိမ်ထိလှုံ့ဆော်ခဲ့ပြီးတော့လူပေါင်း3တန်းကျော်နေရာဆုံးခွာထွက်ပြေးနေရတာလည်းဖြစ်ပါတယ်။ချောပင်အာဂျင်တီးနားနိုင်ငံကလည်းစစ်ကောင်ဆောင်မေအောင်လိုက်အပါအဝင်မြန်မာနိုင်ငံသား25ယောက်ကိုဖမ်းဝရမ်းထုတ်ထားတယ်လို့လည်းသတင်းစာမှာဖော်ပြချပါတယ်။ အနာဒိစကောင်စီတပ်ကမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရမဟုတ်သလို BIM State အစီအွေလှုပ်ရှားမှုတွေမှာမြန်မာနိုင်ငံကိုစားမပြုတ်သင့်ဘူးလို့လည်းတောင်းဆိုတိုက်တွန်းချက်မှာဖော်ပြချပါရယ်ခွေကိုက်ခံရရင်ပထမဦးဆုံးဘာလုပ်ရမလဲခွေကိုက်ခံရရင်ကိုက်တဲ့ခွေကခွေယူလာခွေကောင်းလားဆိုတာကိုပထမဦးဆုံးကြည့်ပေးပါခွေယူကဘလို့ပုံစံမျိုးလဲဆိုရင်ခွေမှာတရေတမျက်မျက်ကြာနေတတ်ချင်း ွေယူဖြစ်နေရင်ကနာမငိမ့်မဲ့ပြေးလွှားနေပြီးတွေ့ရလူခွေးတိုင်းကိုလိုက်ကြိုက်တက်ခြင်းခွေးကိုရင်းနဲ့ပတ်ရင်တက်နေတယ်လို့ဖြစ်တက်ခြင်းနောက်ပြီးတချို့ခွေးယူတွေဆိုမလောက်ပဲငိမ့်နေခြင်းမိန်နေခြင်းစရတွေပဲဖြစ်ပါတယ်ဒါကြောင့်ခွေးကြိုက်ခံရရင်ပထမဦးဆုံးအနာကိုတန့်ရှင်းလုပ်ပေးပါအနာကတင်းငယ်လို့ဘာမှမဖြစ်ဘူးဆိုပြီးပြစ်ထားရင်ခွေးယူမပြောင်းရင်တောင်ပိုးဝင်နိုင်စေပြီးလူအသက်အန္တရာယ်ထိရှိလာနိုင်ပါတယ်။ ခွေကက်ခံရရင်ပထမဦးဆုံးဒီချက်တွေကိုလှုပ်ဆောင်ပေးပါ။ကက်ခံရတဲ့နေရာကိုချက်ချင်းရေဆက်ပြာနဲ့အနည်းဆုံး15မိနစ်တေချာစီကြောပေးပါ။အနာကိုအရက်ပြန်သူမဟုတ်ပီတာဒင်စတဲ့ပိုးတန့်စင်ဆေးရည်ထည့်ပေးပါ။နောက်ပြီးတွေးတိတ်သွားအောင်အဝတ်တန့်တန့်တို့မဟုတ်ပတ်တီးနဲ့ဖိထားပေးပြီးစေယုံစီပေးခန်းကိုတွားပါခွေယူပြန်ယောဂမဖြစ်အောင်အမြန်ဆုံးခွေယူကောက်ွယ်စီထိုးပေးပါနောက်ပိုင်းအကျင့်ကြီးပြည့်အောင်ထိုးပေးပါ ဦးကောင်းလေပင်နှစ်ချောင်းထိပ်စတဲ့နေရာတွေအကိုက်ခံခဲ့ရရင်ယောဂပြတ်နှက်မှုအလွန်မြန်ဆန်လာကြအောင်နီးစပ်ရာဆေးရုံမှာအရေးပေါ်ကုသမှုခံယူပေးပါဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပေးပါ ခွေးယောဂကဘာကြောင့်ဖြစ်ရတာလဲခွေးယောဂကအလွန်သိငယ်တဲ့ rabies virus တို့ခေါ်တဲ့ virus ကြောင့်ဖြစ်ပါတယ်အဆွေတွားတွေမှာရှိတဲ့ဒီပိုးဟာခွေးကြောင်တွေစတဲ့တက်တော်တွေမှာရှိပြီးကြိုက်ခံရတဲ့လူတွေစီကိုကူးဆက်တတ်ပါတယ်။ အဲ့ဒီယောဂပိုးဟာကုတ်ချင်းပြီးတဲ့ဒဏ်ရာကိုဒီပိုးရှိတဲ့တွေးဝင်သွားချင်းဖြစ်လေခုဆက်နိုင်တယ်လို့ကုတ်ချင်းမိမှမဟုတ်ပဲတွေးကပါဆက်နှကောင်းမျက်ကြည်လွာပေါက်ပြဲနေတဲ့အရေးပြစတာတွေကနေတဆင်ခနာကိုယ်ထဲဝင်ရောက်ရင်လည်းခုဆက်နိုင်ပါတယ်ခွေယူကက်ခံရရင်ဘယ်ချိန်မှလက္ခဏာပြတ်သက်တယ်ဆိုရင်ခွေကက်ခံရတဲ့နေရာပေါ်မူတည်ပြီးလက္ခဏာပြတ်သက်ကြပါတယ်ဥကောင်းပိုင်းအုံနောက်နဲ့နီးတဲ့မျက်နှာကောင်း ကိုယ်အပေါ်ပိုင်းတို့မှာအကိုက်ခံရရင်ဆော့ဆော့လက္ခဏာပြတတ်ကြပါတယ်။ကတ်ခံရပြီးနောက်ဖျားလာတာ၊ကိုယ်လက်ကိုက်ခဲလာတာ၊လက်ချောင်းနာလာတာ၊အကိုက်ခံရတဲ့နေရာထုံနေတာ၊ရောင်နေတာ၊ညိုမဲနေတာ၊ကိုက်နေတာ၊ကျဉ်နေတာ၊ရားနေတာစတဲ့လက္ခဏာတွေပြတတ်ပြီးနောက်ဆက်တွဲကတော့တက်ခြင်း၊တတိမကောင်းခြင်းကြောင်ကတန်းဖြစ်ခြင်းတတိလစ်ခြင်းတို့ဖြစ်ပါတယ်။နောက်ပိုင်းရေနဲ့လေကိုကြောက်ချင်းဖြစ်စေပါတယ်။ ဘာလို့လဲဆိုရင်မျက်နှာကိုရက်တောင်ခတ်လိုက်ရင်ဖြစ်စေရေကိုမြူချလိုက်ရင်ဖြစ်စေလေချောင်းကျွတ်တာတွေချက်ချင်းဆုံတလို့တင်းလာပြီးလူကိုတတ်စီတာကြောင့်ရေနဲ့လေကိုထိတွေ့ရင်မနေနိုင်မထိုင်နိုင်အောင်ပြီးကြောက်နေရင်ကနေတဖြည်းဖြည်းနဲ့တတိလစ်ပြီးအသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်ခွေယူကတ်ခံရရင်ရှင်ဖို့ထက်တည်ဆုံးဖို့အများဆုံးပါပဲ။ကတ်ခံရရင်99ရာခိုင်နှုန်းလောက်ကတည်ဆုံးကြပါတယ်။ ွေးယူကွက်ွက်ဆေးကိုဘလို့အခါမှာထိုးရတယ်လဲဆိုရင်ခွေးယူတော့မဟုတ်ခွေးယူလို့တန်ပြန်ရှိနေတဲ့ခွေးကြောင်းကြိုက်ခံရရင်လည်းဒီဆေးကိုထိုးလို့ရပါတယ်ဒီခွေးယူကွက်ွက်ဆေးကကုန်ကျစရိတ်များပါတယ်ဒီခွေးယူကွက်ွက်ဆေးကိုအစိုးရဆေးရုံတွေမှာအခါမဲ့ထိုးပေးနေပါတယ်အိမ်မွေးခွေးကပ်ရင်လည်းမပေါ်စားပါနဲ့ခွေးကကွက်ွက်ဆေးထိုးတာသလားမေးပါထိုးတာကြောင်းပြခိုင်းပါ ခွေးမှာသရိစံခုဆရာဝန်စီကခွေးကိုထိုးထားတဲ့ကာကွယ်ကပ်ပြာဆောက်လေးတွေရှိတာမို့ခွေးပိုင်ရှင်ကိုပြခိုင်းပေးပါ။ဒါမှကြိုက်ခံရတဲ့ခွေးကစိတ်ချရမရတည်ရမှာပါ။ခွေးကကာကွယ်စီထိုးထားရင်ကြိုက်ခံရတဲ့တူလည်းထိုးထားပါ။ကြိုက်ခံရတဲ့နေရာကိုဆန်ဝါကတ်ခြင်း၊မိတွေးမှုထည့်ခြင်း၊ပြာကတ်ခြင်းများစတာတွေကိုလုံးဝမလုပ်ပါနဲ့။မိခံယောဂဖြစ်စေနိုင်တယ်လို့ခွေးယူပိုးဝင်သွားစေနိုင်ပါတယ်။ ဒါကြောင့်ကောက်ွက်ဆေးကိုအချိန်မီထုံးနှံထားခြင်းကခွေးယူပြန်ယောဂဖြစ်ပွားမှုကိုကောက်ွက်ပေးနိုင်တာကြောင့်ဤဆရာဆင်းုံစီပိခန့်တွေ့စီအများဆုံးအချိန်မီတွားရောက်ကုသမှုခံယူကြပါလို့တိုက်တွန်းလိုက်ပါတယ်။ဒီကနေ့သတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းလေးကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။